ကမနာသတ်ကနေကမနာလီလီယာအဖြစ် rebrand လုပ်လိုက်ပါပြီ။ Kobe Hero ကအရင်တုန်းကလို Japan Hero ပဲမကြပဲဈေးကြီးဆုံး Hero ကိုကြမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ MJ Gaming ကနေပြန်လဲကြိုဆိုပါတယ်။ဒီဗီဒီယိုမှာတော့ကမနာသတ်ကနေ rebrand လုပ်လိုက်တဲ့ကမနာလီလီယာအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။ နောက်ပြီးပြောင်းလဲသွားတဲ့သူ့ရဲ့ skill အကြောင်းနဲ့ဘလို့ကစားသင်လဲဆိုတာကိုပါပြောပြပေးတော့မှာမို့ဖူယူလေးကိုအဆုံးထိကြည့်ရှုပြော့အရင်ဆုံးပြောင်းလဲသွားတဲ့သူ့ရဲ့ skill ကိုတစ်ချက်ကြည့်အောင်ပထမဆုံး skill ကတော့ go fast ပါအရင်ကလိုပဲ hero capacity အိတ်ရောက်ရင်တုံးလို့ရမှာပါတုံးပြီးရင် short မှာဘာမှဝယ်လို့မရတော့ပါဘူးနိုင်မွေးရရင်စေးကြီးဆုံး hero တကောင်ကြာလာမှာဖြစ်ပါတယ် စကေးသုံးတဲ့ချိန်မှာလည်းဟီယိုတကောင်ကြောင်းမှာဒါပေမဲ့ဈေးကြီးဆုံးဟီယိုကဟီယိုပူးထဲမှာမကြံတော့ဘူးဆိုရင်ဒုတိယဈေးကြီးဆုံးဟီယိုပဲကြာတော့မှာဖြစ်ပါတယ်နောက်တစ်စကေးကတော့ဖာဒီတိုင်းမှာကမနာ2စတိုင်ရမှာပွင့်မှာဖြစ်ပါတယ်ဒီစကေးကရှုံးသွားတယ်ဆိုရင်ထဲ့ထားတဲ့ဟီယိုတွေထဲကဈေးကြီးဆုံးဟီယိုကို hybrid attack 15ရာရင်တော့တိုးလာမှာဖြစ်ပါတယ် ဈေးကြီးဆုံး hero ကတကောင်ထက်များမယ်ဆိုရင်တော့ equipment အများဆုံးတက်ထားတဲ့ hero ကိုတိုးပေးမှာဖြစ်ပါတယ်။ဒီတော့ကမလာလီလီယာကိုဘယ်လိုကစားရမလဲ။အရင်ကလို copy hero ကနှစ်ကောင်မကြတော့တာမို့3 star ရဖို့ဆိုရင် နိုင်ပွဲတွေအများကြီးလိုပါမယ်။ဒါပေမဲ့ဈေးကြီးဆုံး hero ပဲကြတော့မှာမို့3 star မဖြစ်တဲ့ hero တွေကိုပြန်ရောင်းစရာမလိုတော့ပါဘူး။ဒါကြောင့်ပုံမှန်အတိုင်းစနေကြီးနဲ့ကစားလို့ရပါပြီ ကစားပုံကတော့ကြိုက်ရဆက်နေခြင်းနဲ့ကစားပါ ကမလာ level 8တင်ပြီးကိုကစားခြင်းနဲ့5 go hero ဒါမှမဟုတ်4 go hero ရပြီဆိုရင်အဲ့ဒီ hero နဲ့တူတဲ့ဆက်နေခြင်းတွေရအောင်အရင်လုပ်ပါ ပြကြမှာ scale ကိုသုံးတင်ပါလေရှုံးရင်တောင်မှာ hybrid attack တိုးတိုးလာမှာဖြစ်လို့တဖြည်းဖြည်းကျန်းလာမှာဖြစ်ပါတယ်တတိထားမှာကတော့ရင်ကလို့မဟုတ်ပဲ hero ပူရဲမှာ hero မကြံတော့ရင် copy hero ကကြာမှာမဟုတ်တော့ပါဘူး Figo Hero က Hero Boo ထဲမှာ၉កောင်ပဲရှိတာပါ။ဒါကြောင့် Figo Hero ကို3 star ဖြစ်ဖို့ဆိုရင် အတော်ခက်ပါလိမ့်မယ်။ပြိုင်ဘက်တွေကလည်း3 star မရအောင်ပိတ်ထားလို့ရတာကြောင်းပါ။အဲ့ဒီအစား Figo Hero ကို3 star ပြောင်းတာကပိုဆင်ပြေမယ်လို့ထင်ပါတယ်။ယူသင်းတဲ့ get တွေကတော့2 star တန်းဖြစ်မယ် plus promotion မေရာ device တစ်ခုရမယ် fake for die နဲ့3 star ဖြစ်ရင်2 star ပါရပြီ damage တို့မယ် party dust တို့ပါ။ ဒါဆို revamp လုပ်ထားတဲ့ကမ္မနာလီလီယာအကြောင်းသိသွားလာပါပြီ။ဒီ revamp ကိုဘယ်လိုမြင်ပါသလဲ။ပိုကောင်းလာတယ်လို့ထင်ပါသလား။ဒါမှမဟုတ်ရေပုံစံကပိုးစင်ပြေလားဆိုတာ comment မှာမျှဝေပေးသွားပါအောင်။ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ခဲ့ပေးပါ။ဒီလိုမျိုးဗီဒီယိုလေးတွေတင်ပေးသွားမှာမို့ MJ Gaming YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့။ wins. <laughs> My greatest strength.